င်နဲ့အတူရှိသောဖခင်ဒီနေ့ခရစ်မတ်ရာသီမှာတင်နဲ့အတူရှိဖို့ဖခင်သခင်ကလောကကိုကြွလာဖို့အတွက်ရွေးချယ်ထားတယ်ဆိုတော့ကျွန်တော်ကတွေ့လို့ရပါတယ်ဒါကြောင့်တင်နဲ့အတူရှိတဲ့ဖခင်ကိုကျွန်တော်တို့က welcome ပြီးမှာကျွန်တော်တို့တက်တာထဲမှာဖိတ်ခေါ်ကြရအောင်ဒါဟာစစ်မှန်တဲ့ခရစ်မတ်ပဲဖြစ်ပါတယ်ဆိုဖရားရဲ့နှုတ်ဘတ်တော်ကိုကျွန်တော်တို့မတော်ခင်ဒီမှာဆူတောင်းဆက်ကအနှံကြပါဆို။တန်ရှင်းတဲ့ဖရားနာမတော်ချီးမွမ်းတယ်။ဒီနေ့ကိုတော့နှုတ်တော်ထွက်သာသမီတို့ပြင်ဆင်ထားပါတယ်။ဒီနှုတ်တော်ထွက်ဟာကြားနာသူ ရောက်စီတဲ့အတွက်ကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါလွတ်မြောက်ခြင်းဖြစ်စေတော်မူပါထာဝရဘုရားဟာသာသမီတို့အသက်တာကိုချစ်လွန်းတဲ့အတွက်ကြောင့်သာသမီတို့အပြစ်ငရေတဲ့ကောင်မသွားဘဲနဲ့ထာဝရကောင်းငင်ဘုံကိုသွားနိုင်ရန်လုံကလောကကိုကြွဆင်းလာတာကျွန်တော်နဲ့အတူပါရှိပေးတဲ့အတွက်ကြောင့်လည်းနာမတော်ချီးမွမ်းတယ်ဂျာနာသူတက်တော်လကောင်းဟောပြောသူတက်တော်ကောင်းကောင်းချီးမင်္ဂလာဖြစ်စေတော်မူပါယေရှုနာမဖြင့်ဆုတောင်းဆက္ကန့်နှံကြပါဖာဖျားသခင်အာမင်ဆိုတော့ကျွန်တော်ဒီနေ့ဖျားရဲ့နှုတ်ကပတ်တော်တင်တဲ့အတူရှိတယ်ဖျား ကျွန်တော်တို့နဲ့အတူရှိတဲ့ဖခင်ဘယ်လောက်ထိကောင်းမြတ်တယ်လဲကျွန်တော်လောကမှာအသက်ရှင်တဲ့အခါမှာကာယကံဝစီကံမနောကံဆိုတဲ့ကံသုံးပါးနဲ့နေဆိုင်ကျွန်တော်ကပြင်းမာနေတော့သူတွေဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ဘလို့လွတ်မြောက်ကြမလဲဆိုတော့ကျွန်တော်နေလမ်းမသိဘူးအဲနေလမ်းကလည်းကျွန်တော်တို့ကိုလွတ်မြောက်စေမဲ့နီလန်းကိုထားပါဘုရားကတိတဲ့အတွက်ကြောင့်သူကိုယ်တိုင်လောကမှာကြွလာတယ်ကျွန်တော်ခက်ခဲချင်းဒုက္ခဆင်းရဲတွေကြုံတွေ့ရတဲ့ဘလို့လွတ်မြောက်ကြမလဲ နောက်ပြီးမှကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာကျွန်တော်ဘလို့အနေနဲ့ကျွန်တော်တို့တွေကလောကမှာနေထိုင်ရမလဲပြုမှုကျင့်ကြံရမလဲဆိုတဲ့အကြောင်းအရာတွေကိုသင်ပေးဖို့ကျွန်တော်တို့နဲ့အစဉ်အမြဲအတူပါရှိပေးမယ်အင်မာနွေလဘုရားကကျွန်တော်တို့နဲ့အတူပါရှိပါတယ်။အဲအကြောင်းအရာဝဲကျွန်တော်တို့ကကြိုဆိုပြီးခရစ်မတ်လို့ကျွန်တော်တို့ကကျင်းပရခြင်းဖြစ်တယ်။အဲအကြောင်းအရာကိုကျွန်တော်ရှင်မသဲခရစ်ဝင်ကျအခန်းကြီးအပိုင်ငယ်23မှာဒီလိုဖော်ပြပေးထားပါတယ်။ ဓာတိတော်အချက်ဟူမူကကြိရှုလို့တရုသမီးကညာဒီပရိတ်တရေဆွဲယူ၍တားယောက်ချကိုဖွားမြင်လက်တထိုသားကိုအေမာနွေလအမိပြင်မဲ့ကြလက်တအေမာနွေလအ ਨੇ ကငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်ဟုဆိုလိုတပီကြည့်ပါလောကလူသားတွေဟာဒုက္ခဆင်းရဲပြဿနာလောကမှာတက်ရှင်တဲ့အခါမှာသူ့အထွန်နဲ့သူပေါ့ဆင်းရဲတဲ့လူလည်းသူ့အထွန်နဲ့သူချမ်းသာတဲ့လူလည်းသူ့အထွန်နဲ့သူတဲအုပ်ဆရာလည်းသူ့အထွန်နဲ့သူယုံကြည်သူလည်းသူ့အထွန်နဲ့သူ လောကမှာရှိတဲ့ပုထုဇဉ်လူသားဆိုတာသူ့အထွန်နဲ့သူအကုန်လုံးကပြဿနာကြီးပဲရှိတယ်။အဲပြဿနာတွေကိုဘယ်လိုဖြေရှင်းရမလဲ။ဒီလောကမှာတက်ရှင်တဲ့အခါမှာဘယ်လိုဖြေရှင်းရမလဲ။နောက်ပြီးခါမှဒီဘဝကနဲ့ကျွန်တော်သွားပြီးမှတမလွင်ဘဝရောက်တဲ့အချိန်မှာဟောကျွန်တော်ဘယ်လိုပြင်ဆင်ရမလဲဆိုတော့အကြောင်းအရာအားလုံးကိုတွင်တင်ပေးဖို့လောကကိုကြွလာတဲ့ဖျား။အေမာနွေလဖျားပဲဖြစ်ပါတယ်။အဲအေမာနွေလဖျားကဘာလဲလဲအနဲ့ဒိတ်ပဲက။ ငါတို့နဲ့အတူရှိတော်မူတော်ဖျားသင်တို့နဲ့အတူရှိတဲ့ဖျားဖြစ်တယ်လို့ကျွန်တော်တို့နဲ့အတူပါရှိတော်ဖျားဖြစ်တယ်ထို့တရားရှင်တာရဲ့ဘုံကြည့်ပါစေလောကမှာကျွန်တော်ဘလို့အသက်ရှင်ကြမလဲလောကမှာကျွန်တော်ကဘလို့အနေနဲ့ကျွန်တော်တို့တွေကအောင်မြင်တော်သူများအသက်တာဖြစ်ဖို့အတွက်ကိုကျွန်တော်ဘလို့လိုင်းလျှောက်ကြမလဲဆိုတဲ့အကြောင်းအရာတွေကိုသင်ပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲ့ဖျားကနေစင်နဲ့နေတိုင်းတဲ့ရဲ့အသက်တာကိုကြီးစုစောင့်ရှောက်ပေးနေပါတယ်ထို့ဖျားရှင်တာရဲ့ဘုံကြည့်ပါစေ င်းမိဘတွေကတင့်ကိုမင့်မင့်မဲ့တင့်ဆရာသမားတွေကတင့်ကိုမင့်မင့်မဲ့တင့်ရဲ့ချစ်သူနော်တင့်အယံမဲ့အားကိုးရတယ်လို့တင့်လေးစားရလို့တင့်ကိုမေကောင်းပေးလိမ့်မယ်တင့်ကိုဖန်ဆင်းတဲ့ဖျားရှင်အေမာနွေလဖျားကတော့စက္ကန့်တိုင်းမိနစ်တိုင်းမှာတင့်ကိုလုံးဝလုံးဝကိုမမိချော်ဘူးဆိုတာကိုကျွန်တော်ခွန်အားပေးချင်ပါတယ်အကြမဲ့ဆန်လ91မှာကြည့်လိုက်ရင်တင့်ကို ်စောင့်ရှောက်တော့သူကငိုက်မီးအိပ်ပျော်ခြင်း14တောင်မှမရှိဘူး။ဘာဖြစ်လဲတင့်ကိုရမ်းမဲ့ချက်လွန်းတဲ့အတွက်ကြောင့်ဖြစ်တယ်။တင့်ဒုက္ခဆင်းရဲကြုံတွေ့နေပြီလား။အဲဆင်းရဲဒုက္ခအแทးကနဲ့တင့်ကိုနီးလန်းပြပေးမယ်လို့ကအိမ်မာနွေလာဖျားပဲဖြစ်တယ်။တင့်ခက်ခဲခြင်းတွေကြုံနေပြီလား။ဒီခက်ခဲခြင်းကနဲ့တင့်ကိုလွတ်မြောက်နိုင်ဖို့အတွက်တင့်ကြာရှုံးနေပြီလား။ကြာရှုံးနေတဲ့ပြန်လည်ပြီးခါမှလွတ်မြောက်နိုင်ဖို့အတွက်တင့်ရဲ့အတွင်းလူကြီးထွားနိုင်ဖို့အတွက်အပြင်ဒီခန္ဓာကိုယ်ကြီးကောင်းကြီးမိန်လာခံစားနိုင်ဖို့အတွက် ဘယ်လိုအသက်ရှင်ရမလဲဘယ်လိုပြုမှုကျင့်ကြံနေထိုင်ရမလဲဆိုတာကိုအီမာနွေလာဖခင်ကကျွန်တော်တို့ကိုနေ့စဉ်နဲ့နေ့တိုင်းသွန်သင်ပေးတာဖြစ်တဲ့အဲအီမာနွေလာဖခင်ကဒီကနေ့မှာကျွန်တော်ကြိုဆိုတဲ့ခရစ်စမတ်ကာလမှာကျွန်တော်ကကြိုဆိုတဲ့သခင်ယေရှုခရစ်တော်ပဲဖြစ်ပါတယ်သခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံတာနဲ့ကျွန်တော်တို့ဟာသာဝရငယ်ကနေသာဝရကောင်းကင်ဘုံကိုဆန်စားနိုင်တဲ့သူတွေဖြစ်တယ်ကာယကံဝစီကမနောကမလုံနိုင်တဲ့အရာအလုံးကိုယေရှုအားဖြင့်ကျွန်တော်တတ်နိုင်တာဖြစ်တဲ့ အဲ့ကြောင့်ကျွန်တော်နှုတ်အားဖြင့်ဝင်ခံပြီးမှကျွန်တော်တို့ကဖခင်ရဲ့နှုတ်ကပတ်တော်ကိုဆွဲလန်းပြီးမှအေမာနွေလဖခင်နဲ့အတူတကွရှောက်လန်းတဲ့ဖခင်ရဲ့သားသမီးတွေဖြစ်ဖို့ဖခင်ရှာလိုတော်ရှိတာဖြစ်တယ်။အဲ့ဒါကြောင့်ပဲရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အပိုက်ငယ်7မှာဒီလိုဖော်ပြပေးထားတယ်။လောကီသားတို့အားအပြစ်စီရင်ခြင်းကဖခင်သခင်ဒီသားတော်ကိုဤလောကသို့စီလွတ်တော်မူသည်မဟုတ်။လောကီသားတွေကျွန်တော်ပြောပြီးသားပါအခြေခံအပြည့်ပြောင်းဂန်3ပါး ကာယကံဝစီကံမနောကံနဲ့ကျွန်တော်တို့ကကင်းလွတ်နိုင်တော့သူတွေဖြစ်လာတပြိခမစဉ်းစားကြည့်ကာယကံဝစီကံမနောကံဆိုပို့ဆိုးတာဗောဒီခေတ်ကာလမှာကျွန်တော်တို့ကတက်ရှင်တဲ့အခါမှာမနောကံဆိုပို့ဆိုးတာဗောအကံသုံးပါးနဲ့ကျွန်တော်လွတ်မြောက်နိုင်တော့သူတွေဖြစ်လာမလွတ်မြောက်နိုင်ဘူးမလွတ်မြောက်နိုင်တဲ့အတွက်ကြောင့်အပြစ်စီရင်မယ်ဆိုကျွန်တော်ဘယ်လိုသွားမလဲထားပါငရဲကိုသွားမယ်လောကမှာနေရတာဆင်းလဲဆင်းရဲသေးတယ် လောကမှာကျွန်တော်အောင်မြင်ခြင်းတဲ့တစ်ခုမှမရအောင်လူဖြစ်ရချိုးရှုံးတဲ့ပြင်ထားဥရငရဲကိုတိုင်းကျွန်တော်လူဖြစ်ရခြင်းကဘာချိုးဂျေဇူးရှိလေဒါကြောင့်ဖခင်ကိုချစ်တဲ့ဖခင်ရဲ့သားသမီးတွေပုထုဇဉ်လူသားတွေလောကမှာကျွန်တော်အသက်ရှင်တဲ့အခါမှာတင့်စင်ရဲ့ကောင်းစင်ရဲ့လိမ့်မယ်တင့်မအောင်မြင်ကောင်းမအောင်မြင်လိမ့်မယ်တင့်ကိုကြောက်ထောင်းတော့ကမသူမှမရှိဘူးတင့်ကိုချစ်ပေးမယ်လူတယောက်မှမရှိဘူးတင့်အဲ့လိုခံစားတဲ့အခါမှာအေမာနွေလဖခင်ဟာတင်နဲ့အတူအမြဲတမ်းရှိပါတယ် ဘသူကချစ်ချစ်မချစ်ချစ်အရင်မကြည့်ပါထာဝရဖျားကိုယ်တိုင်ကလောကကိုစင်းကြွလာပြီးတင့်ကိုအယမ်းချစ်တယ်တင့်ကိုချစ်လို့နဲ့အတွက်ကြောင့်ပဲတဲ့ရှင်ယောဟန်ခရစ်ဝင်ကျအခန်းကြီး၃အပိုင်ငယ်16မှာလောကီသားတို့ကအပြစ်စီရင်ခြင်းကဖျားသခင်ရင်လောကကိုတပါတီတော်သားတော်ကိုစီလွှတ်တယ်အပြစ်စီရင်ဖို့အတွက်စီလွှတ်တာမဟုတ်ဘူး ဖရားသခင်တားတော်ကိုယုံကြည်တော်သူပေါင်းတို့ဒီပျက်စီးခြင်းတို့မရထာဝရအသက်ရစေခြင်းကမိမိ၌တပါးတည်သောတားတော်ကိုစွန့်တော်မူဒီတိုင်အောင်လောကီတားတို့ပုထုဇဉ်လူသားအလုံးကို ပုထုဇဉ်လူသားအလုံးကိုချစ်တယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။ဒါကြောင့်ဖရားကိုချစ်တဲ့ဖရားရဲ့တားသမီးဒီကျွန်တော်ရဲ့အသက်တာထဲမှာကျွန်တော်တို့နဲ့အမြဲတမ်းအတူပါရှိတဲ့ဖရားကကျွန်တော်နဲ့အတူပါရှိနေပါပြီ။တိရဒုက္ခပြေတနာတွေ တင်းရဲ့ရည်မှန်းချက်တွေတင်းရဲ့ရည်ရွယ်ချက်တွေတင်းအသက်ရှင်ရခြင်းရဲ့ရည်ရွယ်ချက်အားလုံးဟာဘုသူရှင်မရှိလဲအီမန်နူလာဘုရားရှင်မရှိလဲတင်းတကယ်လို့မတိရှိသေးဘူးဆိုတော့ထိုဘုရားကိုမေးကြည့်ပါအသက်ရှင်တဲ့ဘုရားဖြစ်တယ်တော်တော်များများပြောပါတယ်ယေရှုဘုရားဆိုတာခရစ်ယာန်ရဲ့ဘုရားလို့ပြောပြီးမှတလွဲယူတတ်ပါတယ်ယေရှုဘုရားဆိုတာခရစ်ယာန်ရဲ့ဘုရားမဟုတ်ပါဘူးယေရှုဖះဆိုတာလောကစัจ java လာတစ်ခုလုံးကိုဖန်ဆင်းတဲ့ဖះ ဘုထုစဉ်လူသားအားလုံးအတွက်အသက်ရှင်တဲ့ဘုရားဖြစ်ပါတယ်။ဘသူမဆိုခေါ်ကြည့်ပါမီးစမ်းသိရှိကြည့်။ तू အသက်ရှင်နေဆိုတာကိုတင့်ကိုထူးသောအတန်အားဖြစ်တော်လကောင်းအိမ်မဲအားဖြစ်တော်လကောင်းတင့်ကိုစကားပြောလိုက်မှာဖြစ်တယ်။ဒါကြောင့်ဒီအီမာနွေလဘုရားကကျွန်တော်တို့နဲ့အတူရှိတယ်ဘုရား။တင်နဲ့အတူရှိတယ်ဘုရားဖြစ်တယ်။ဘလောက်ထိကောင်းမြတ်တယ်ဘုရားဖြစ်တယ်လဲ။အီမာနွေလဘုရားတင်ဆင်းရဲဒုက္ခကြုံတွေ့နေတယ် တင်မကျမ်းမာခြင်းတွေကြုံတွေ့နေတယ်ဒီဆင်းရဲဒုက္ခတွေကြုံတွေ့နေတယ်ပြဒနာပေါင်းမြောင်များစွာကြုံတွေ့နေတယ်သာဝရဖျားနဲ့တွေ့လိုက်ပါတင်ယေရှုဖျားနဲ့တွေ့လိုက်တဲ့အခါမှာတင်ရဲ့ပြဒနာတွေအားလုံးကိုဖြည့်ရှင်းပေးလိုက်မယ်တင်ရဲ့ဆင်းရဲဒုက္ခကနဲ့ကယ်လွယ်ပြီးခါမှာကောင်းမှုနဲ့လမ်းကြောင်းကိုတင်ကိုပို့ဆောင်ပေးလိုက်မယ်ဒီအကောင်းမှုဆုံးသောဖျားထားပေးတဲ့လမ်းကြောင်းပေါ်မှာရှာလိုက်ချင်းသူတပားကိုကောင်းကြီးပေးနိုင်သည့်အထိဖျားကတင့်ကိုပြင်ဆင်ပေးလိုက်မှာဖြစ်တယ်။ အကြောင်းတင်နဲ့အတူအမြဲတမ်းရှိတယ်ဖရားဖြစ်တယ်ကျွန်တော်မိဘတွေတော့မှကျွန်တော်နဲ့အမြဲတမ်းအတူမရှိနိုင်ဘူးကျွန်တော်ချစ်တဲ့မျိုးသမီးတွေကျွန်တော်ချစ်တဲ့အမျိုးသားတွေတော့မှကျွန်တော်နဲ့အတူမရှိနိုင်ဘူးကျွန်တော်ရဲ့တင်းအုပ်ဆရာတွေတော့မှကျွန်တော်နဲ့အတူမရှိနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖရားကတော့စက္ကန့်တိုင်းစက္ကန့်တိုင်းစက္ကန့်တိုင်းမိနစ်တိုင်းမိနစ်တိုင်းနာရီတိုင်းမှာနေ့ညမပြတ်တင်နဲ့ကျွန်တော်နဲ့အစဉ်အမြဲတူပါရှိတယ် င်ခေါ်လိုက်ပါတင့်ကိုထူมาဖြစ်တယ်တင့်ကတနာကိုသူနဲ့သွားတွေ့လိုက်ပါအဖြေပေးมาဖြစ်တယ်ကျွန်တော်တို့ဂိုးကွယ်ရဲ့ထာဝရဖျားအေမာနွေလဖျားဟာလက်တွေ့ကြတယ်ဖျားဖြစ်ပါတယ်ဒါကြောင့်သူ့ကိုခေါ်ကြည့်ပါထူလိမ့်မယ်တင့်ရဲ့တက်တာထဲမှာဖိတ်ခေါ်လိုက်ပါ သူကြွလာလိမ့်မယ်တင့်ပြဒနာထဲမှာခေါ်လိုက်ပါလွတ်မြောက်ခြင်းကိုပေးလိမ့်မယ်ဒါကြောင့်မကျွန်တော်ခရစ်မတ်ယာတီမှာကျွန်တော်ကအစဉ်အမြဲနဲ့အိုး ကိုတော်ဖျားကိုတော်ဖျားကြွာဆင်းလာတဲ့အတွက်ကြောင့်ပဲအရင်ပဲယေရှုတော်ချီးမွမ်းတယ်ဆိုပြမှာခရစ်မတ်ယာတီရဲ့အနှစ်သာရကလောကီသားတွေကအပြစ်ထဲကနဲ့ကဲချွတ်ပြီးမှသာဝရကောင်းခင်ဘုံကိုပို့ဆောင်ပေးမယ်လောကီမှာဘယ်လိုအသက်ရှင်ရမလဲလောကုတ်တရားအတွက်ဘယ်လိုပြင်ဆင်ရမလဲဆိုတော့အရာအားလုံးကိုတုံသင်ပေးဖို့အတွက်လောကကိုကြွာဆင်းလာတာဖြစ်တယ်ထို့ဖျားရှင်တာရဲ့ဘုံကြီးပါစေ ဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေပူးထွက်စဉ်လူသားတွေဘာကြောင့်တင်စိတ်ညစ်နေသေးလဲတင်ဘာကြောင့်စိတ်တက်ကြနေသေးလဲထာဝရဘုရားအီမာနွေလဘုရားကိုဖိတ်ခေါ်လိုက်ပါတင်ရဲ့အသက်တာထဲမှာဖိတ်ခေါ်ရတဲ့တင်ပြဒနာမှန်သမျှကအောင်မြင်ခြင်းကိုပို့ဆောင်ပေးလိမ့်မယ်တင်ရဲ့ဆင်းရဲခြင်းနဲ့အရာအလုံးကဘုရားရဲ့ဘုန်းတော်ထင်ရှားဖို့ဖြစ်လိမ့်မယ်အဲ့ကြောင့်ကျွန်တော်ဒီလိုပြောတဲ့အခါမှာတင်ချမ်းသာမယ်ကြည်ကြည်တက်ချမ်းသာမယ်လို့ကျွန်တော်ပြောနေတာမဟုတ်ဘူး လောကမှာစီးစိမ်အုပ်ဆအများကြီးရှိပေမဲ့စိတ်ဆင်းရဲတဲ့လူတွေအများကြီးပါအခုဖယားတခင်ကိုတင်ဖိတ်ခေါ်လိုက်တာနဲ့အေမာနွေလဖယားကိုတင်အသက်တာထဲမှာဖိတ်ခေါ်လိုက်တာနဲ့တင်ရဲ့အသက်တာမှာငွေအများကြီးမရှိတော့မှနေတိုင်းလုံလောက်သောအစာကိုပေးလိုက်မယ်တင်မှာစိတ်ချမ်းသာခြင်းပတ်စံနဲ့ဝယ်လို့မရတဲ့စိတ်ချမ်းသာခြင်းခေါင်းမွန်စွာအိတ်ဆက်နိုင်တော့ခုနေဖယားရှင်ပြင်ဆင်ပေးလိုက်မှာဖြစ်တယ် နေတိုင်းလုံလောက်သောအစာကိုဘုရားရှင်ကပေးလိုက်မှာဖြစ်တယ်။ဒါသူရဲ့ဂရိတော်ပဲ။ဒါကြောင့်မသည်633မှာနိုင်ငံတော်နဲ့ဖြောင်းမချင်းကိုရှင်းဥစွာရှာပါ။ငါရဲ့နိုင်ငံတော်နဲ့ငါရဲ့ဖြောင်းမချင်းကိုရှင်းဥစွာရှာပါ။ဘယ်မှာလဲဘုရားနှုတ်ကပတ်တော်ထဲမှာပေါ်ပြပေးပြီးသား။အဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုကောင်းကောင်းလေ့လာတော်သူဖြစ်ပါ။နောက်ဘက်တော့ကိုနားမလဲမှာဆိုရင်လည်းတကြောင်တန်ရှင်းသောဝိညာဉ်တော်ဖျားကုန်တင်တို့အတွက်ငါထားပေးတယ် တရှင်သောဝိညာဉ်တော်ဖခင်ရဲ့ပဲ့ပြင်းလမ်းပြပေးမှုအဖြစ်တမန်တော်ကိုနားလည်ပြီးခါမှနိုင်ငံတော်နဲ့ဖြတ်မှတ်ခြင်းကိုတင်းတဘောပောက်တာနဲ့လောကီမှာဘလို့အသက်ရှင်ရပြီးမှလောကီသားတွေကိုဘလို့အနေနဲ့ကောင်းချီးပေးရမလဲနိုင်ငံတော်နဲ့ဖြတ်မှတ်ခြင်းတရားကိုရှိဖို့ဆိုတာရှာပါနောက်မှထိုးရာတွေပြေးမယ်အဲ့အတွက်လောကမှာတက်ရှင်တဲ့အတွက်စားဖို့တောက်ဖို့နေဖို့တိုင်ဖို့သွားဖို့လာဖို့လိုအပ်တဲ့ငွေကြေးတွေငါထောက်ပါမယ်။ဘာအတွက်လဲ?ငါရဲ့ဘုံတော်ထင်ရှားဖို့အတွက်လို့ဖော်ပြပေးထားတာဖြစ်တယ်။ အဲကြောင့်အေမာနွေလဖယားကတင့်ကိုလုံလုံတာဝန်ယူပါတယ်မိတ်ဆွေဘာစိတ်တက်ကြနေတလဲတင့်စိတ်တက်ကြနေဆိုအေမာနွေလဖယားကိုဖိတ်ခေါ်လာပါတင်မအောင်မြင်တော့ဘူးလို့ထင်တဲ့ချိန်မှာထာဝရဖယားကိုဖိတ်ခေါ်လိုက်ပါအေမာနွေလဖယားကိုဖိတ်ခေါ်လိုက်ပါတင့်ကုမ္ပဏီကြာရှောင်းနေပြီဆိုအေမာနွေလဖယားကိုဖိတ်ခေါ်လိုက်ပါတင့်ရဲ့ဘဝဟာဆုံးရှုံးခြင်းကိုရောက်နေပြီဆိုရင်ဖိတ်ခေါ်လိုက်ပါကိုကိုကိုတတ်တည်တော့မလို့ဆုံးဖြတ်ချက်လိုက်အေမာနွေလဖယားကိုဖိတ်ခေါ်လိုက်ပါ အရာအားလုံးကလည်းတင့်ရဲ့အတ္တတာထဲမှာကဲတင်မှာဖြစ်တယ်။သူ့အတ္တထက်တောင်မှတင့်ကိုချစ်တဲ့ဘုရားဖြစ်တယ်။တင်နဲ့အမြဲအတူပါရှိတဲ့ဘုရားဖြစ်တယ်။တင့်ရဲ့ခေါ်တန်းကိုစောင့်နေတော်ဘုရားဖြစ်တယ်။အကြောင်းတင်နဲ့အတူရှိတော်ဘုရားဖြစ်တယ်ဆိုတာကိုကျွန်တော်ထပ်လောင်းပြီးခမခွန်အားပေးချင်ပါတယ်။အဲ့ဒါကြောင့်ပဲကျမ်းစာထဲမှာဖော်ပြပေးထားတာဘုရားသခင်ရဲ့တားတော်ကိုယုံကြည်ယုံတင်လေးပဲဘယ်နဲ့ယုံကြည်မလဲနှလုံးသားနဲ့ယုံကြည်မလဲ ်ယုံကြည်ပြီးနှုတ်အားဖြင့်ကိုရောဖျားစေခတ်တဲ့တပါးတိရသားတို့ယေရှုဘေးဟာကျွန်တော်ရဲ့အပြည့်အတွက်လက်ဝါးကားတိုင်းမှာတည်ခန့်တယ်လက်ဝါးကားတိုင်းကလည်းအသေးခံမိခါမှာသုံးရမြောက်တော့နေမှာပြန်လဲရှင်ပြန်ထမြောက်တာဟာကျွန်တော်နဲ့အတူပြန်လဲရှင်ပြန်ထမြောက်တာယုံကြည်ပြီးခမနှုတ်အားဖြင့်ဝတ်ခံသင်ဟာကယ်တင်ခြင်းကိုရတယ်နှလုံးသားအကျွမ်းမဲ့ယုံကြည်သောသူအပေါင်းတို့ဒီပျက်စီးခြင်းတို့မရဘူး ဘယ်တော့မှဘုရားရဲ့သာသမီတွေပျက်စီးတယ်ဆိုတာကမရှိပါဘုရားကိုကိုးစားတယ်ဘုရားရဲ့သာသမီတွေတင်းလဲကြမယ်ဘုရားရှင်ကတင့်ကိုပြန်ထူမလိုက်မယ်ခုနှစ်ကြိမ်လဲလဲဘုရားရှင်ကတင့်ကိုပြန်ထူမလိုက်မယ်ဆုံးခန်းတိုင်အောင်တော့ဖို့ဘုရားရှင်အလိုတော်ရှိတာမဟုတ်ဘူးအဲ့ဒါကြောင့်ပဲလောကီမှာအသက်ရှင်တဲ့အခါမှာတော်လကောင်းလောကုတ်ထဲမှာအသက်ရှင်တဲ့အခါမှာတင့်ကိုကြကြရှုံးဖို့တကောဘုရားရှင်အလိုတော်ရှိတာမဟုတ်ဘူး ဒါကြောင့်ဘုရားတခင်သားတော်ကိုယုံကြည်တော့သူအပေါင်းတို့ဒီပျက်စီးခြင်းတို့မရအောင်ဘယ်တော့ဖြစ်ကောင်းမြတ်လဲကျွန်တော်ပျက်စီးဖို့အတွက်ကိုတစ်စက္ကန့်တစ်မိနစ်တစ်နာရီတောင်မှဘုရားရှင်ကအလိုတော်ရှိတာမဟုတ်ဘူးဒါကြောင့်မစိတ်တက်ချန်နေသေးလေခရစ်စမတ်ရာသီမှာဘုရားကိုနှိမ်လုံးသားအချွတ်မဲ့နဲ့ကျွန်တော်ဖိတ်ခေါ်ကြရအောင်ဒါကြောင့်မဲ့ကျွန်တော်ဝမ်းမြောက်လို့လို့ပဲအဝတ်စားတစ်တီကိုကျွန်တော်ဝတ်ပြီးခါမှဘုရားကိုကျူးဆိုတာမဟုတ်ဘူးလား အဝတ်အစားတိတ်ကိုဝတ်ပြီးခါမှာနှလုံးသားမှာယေရှုဖခင်ကိုကျွန်တော်တို့ကယုံကြည်လက်ခံမှုမရှိရင်ခရစ်မတ်ရဲ့အတိတ်တွေကပျောက်နေပြီကျွန်တော်တို့ကပြောပြောနေပြီးခါမှာအနှစ်သာရမရှိတဲ့အရာကြီးဖြစ်သွားလိမ့်မယ်ဒါကြောင့်ဖခင်ကိုချစ်တဲ့ဖခင်ရဲ့သားသမီးဖခင်သခင်ရဲ့သားတော်ကိုယုံကြည်တော်သူပုံပျက်စီးခြင်းတို့မရအောင် ထာဝရအသက်ကိုရစေခြင်းကဖရာသခင်သည်မိမိ၌တပါတီတော်သားတော်ကိုစွန့်တော်မူသည်တိုင်အောင်လောကီပုထုဇဉ်လူသားတွေကိုချစ်တော်မူ၏။တိမ်နဲ့ကျွန်တော်ကိုအမြဲတမ်းချစ်တဲ့ဖရာဖြစ်တယ်။စိတ်တမကြပါနဲ့။တင်မိပါတင်းကိုစွန့်ပြစ်ကောင်းစွန့်ပြစ်လိမ့်မယ်။တင်းရဲ့ဆွေမျိုးသားချင်းနဲ့တင်းကယူဆိုင်ချင်းမှကယူဆိုင်လိမ့်မယ်။တင်းရဲ့ဆရာသမားတွေကတင်းကိုကယူဆိုင်ချင်းမှဆိုင်လိမ့်မယ်။စကြဝဠာတစ်ခုလုံးကတင့်ကိုဂယုမဆိုင်ဘူးလို့ထင်တဲ့အချိန်မှာ စက္ကန့်တိုင်းမိနစ်တိုင်းနာရီတိုင်းနေ့နဲ့ညနဲ့အစင်အမြဲဖျားရှင်ရတော့တင်ပေးယူဆိုင်နေတယ်။ဒါကြောင့်မဲဆာလန်ထဲမှာတည့်ရဲ့မိပါဒီကစွန့်ပြေတော့မှငါပေတော့ခါမှတင်တော့စွန့်ပြေမှာမဟုတ်ဘူးလို့ခွန်အားပေးထားတော့ကျွန်တော်တွေ့ကြရတယ်မဟုတ်ဘူးလား။ဒါကြောင့်ဖျားကိုချစ်တဲ့ဖျားရဲ့တာသမီးဖျားရဲ့ဖန်ဆင်းခံတဲ့ဖျားရဲ့တာသမီးဒီကျွန်တော်စိတ်တက်ကြတဲ့ခါတိုင်းမှာအေးမာတွေလားဖျားကိုကျွန်တော်အသက်တာမှာဖိတ်ခေါ်ကြရအောင် အေမာနွေလဖယားကို ကျွန်တော်တို့အတူတကွရှောက်လန်းပြီးမှကျွန်တော်အသက်တာထဲမှာလောကမှာကျွန်တော်တက်ရှင်တဲ့အခါမှာကျွန်တော်ခွန်အားအပြည့်ဖြစ်ရွှေလင်းယုံကဲ့သို့ကျွန်တော်တို့ကခွန်အားကြီးသောသူများဖြစ်မှာဖြစ်တယ်။အဲကြောင့်ကျွန်တော်ခွန်အားပေးခြင်းပါတယ်။ဖယားကိုချစ်တဲ့ဖယားရဲ့သားသမီးတွေဒီ Battle Harvest City Fellowship ကိုနော် online အပြည့်ကြီးရှုနေတဲ့ဖယားရဲ့သားသမီးတွေသင်စိတ်တက်ကြတဲ့ခါတိုင်းမှာဖယားကိုခေါ်ပါအီမာနွေလဖယားပါ။ ေဝနဲ့ခါရကိုင်းမှာဖះကိုခေါ်ပါအီမာနွေလာဖះပါဘယ်လိုမျိုးအခြေအနေတင်ဝမ်းမြောက်တဲ့အချိန်မှာဖះကိုဖိတ်ခေါ်ပါတင်နဲ့တူဝမ်းမြောက်လိမ့်မယ်အရာအားလုံးတင့်ရဲ့ဖြစ်တည်ခြင်းကိုဖះရှင်ကတည်တယ်ဖះဖြစ်ပါတယ်ဒါကြောင့်ဘယ်တော့ခါမှစိတ်တမချနဲ့ယေရှုဖះကိုဖိတ်ခေါ်ပြီးတင့်အတ္တမှာလောကကိုအောင်နိုင်သောဖះကအီမာနွေလာဖြစ်တယ်နောက်ဆုံးမှာတင့်ကိုယ်တိုင်ကလည်းလောကကိုအောင်နိုင်သော ဖရာရဲ့တာသမီတွေဖြစ်တဲ့ဆိုတာကိုသတိရပြီးခါမှာသင်နဲ့အတူရှိတဲ့ဖရာကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာဖိတ်ခေါ်ကြရအောင်လို့ကျွန်တော်တရားနဲ့ခွန်အားပေးချင်ပါတယ်။အဲ့ဒါကြောင့်တင့်ရဲ့အသက်တာမှာတကယ်ပဲဆင်းရဲဒုက္ခကြုံတွေ့နေပြီလား။တင့်ရဲ့အသက်တာထဲမှာမချမ်းမချင်းနေကြုံတွေ့နေရပြီလား။တင့်ရဲ့အသက်တာမှာဘသူကကျွန်တော်ကိုတော့မချစ်တော်ဘူးလို့ကြုံဖြစ်နေပြီလား။တင့်ရဲ့အသက်တာတော့မှာကျွန်တော်ကျွန်မကတော့လုံးဝ hopeless situation မှာ ကျွန်တော်ကူညီဖေးမလဲလို့တရားမှမရှိတော့ကိုကိုကိုတတ်တယ်မလို့အခြေအနေမှရောက်နေတော့သူများဖြစ်မိသလားကျွန်တော်ဖိတ်ခေါ်ပြရစေတဲ့ရဲ့အတ္တတထဲမှာယေရှုဖျားကိုဖိတ်ခေါ်လိုက်ပါယေရှုဖျားမှာတဲ့ရဲ့ပြဿနာတွေတဲ့ရဲ့ခက်ခဲခြင်းတွေတင်ကြုံတွေ့တဲ့အရာအားလုံးကိုဖျားရဲ့လက်ထက်မှာစကန်အနှံ့ကြရအောင်ကျွန်တော်ဖိတ်ခေါ်ပြရစေဆိုတော့ကျွန်တော်ဒီကနေ့ဆူတောင်းပေးမှာဖြစ်ပါတယ် ဆိုတော့တင်းရဲ့ပြဿနာတွေတင်းရဲ့ခက်ခဲခြင်းတွေအရာအလုံးဘာပြဿနာတွေကြုံတွေ့နေလဲစကြဝဠာမှာရှိတဲ့ပြဿနာတွေဒုက္ခတွေစင်အကုန်လုံးထက်အထက်မှာဖြည့်ရှင်းပေးနိုင်တဲ့ယေရှုဘုရားရှိပါတယ်အဲယေရှုဘုရားကအေမာနွေလဘုရားတင့်ကိုကယ်တင်မဲ့ဘုရားဖြစ်တယ်ဒါကြောင့်ကိုယ်မှာရှိတဲ့ပြဿနာတွေမကျမ်းမာမှုအလုံးတွေဒုက္ခစင်အလုံးကိုဘုရားရဲ့လက်ထက်မှာထည့်ပြီးကျွန်တော်ဒီကနေ့ဆုတောင်းပေးပါစေရှိလို့ရှိရင်ခနာလေးကျွန်တော်တို့ ဖရာရဲ့လက်ထက်အနံ့ကြပါစို့တန်ရှင်းတဲ့ဖရာနာမတော်ကိုချီးမွမ်းပါ၏ကိုတော်ဖရာလောကလူသားတွေကိုယံချစ်တဲ့အတွက်ကြောင့်လဲနာမတော်ကိုချီးမွမ်းပါ၏ကိုတော်ဖရာကိုတော်သာသမီလောကမှာတက်ရှင်တဲ့အခါမှာဆေးရချင်းမြောက်များစွာဒုက္ခလူသားတွေမပြောနိုင်တဲ့ချစ်ချင်းမြတ်တာငတ်မောခြင်းစတဲ့အဲ့အဆအဆအရာရာခန္ဓာကိုယ်နေမကောင်းခြင်းနေ့ ကြုံတွေ့နေတော့သူအရောက်စီတိုင်းရဲ့အတ္တတာထဲမှာကိုတော်ဖျားကြာမှာတော့ကွန်ပျူတာပြီးတော့မဟုတ်ပါဝိညာဉ်တော်ဖျားအရောက်စီတိုင်းကိုတို့ထူပေးမိဖြစ်တော့ကြောင့်လဲနာမှာတော့ကိုချီးမွန်တယ်ကိုတော်ဟာအီမာနွေလဖျားဖြစ်တဲ့အတွက်ကြောင့်နာမှာတော့ကိုချီးမွန်တယ်ကိုတော်ဟာအနာယောကငိမ့်တော့အရှင်ဖြစ်တဲ့အတွက်ကြောင့်လဲနာမှာတော့ကိုချီးမွန်တယ်38နှစ်လုံးလုံးမကြာမှာတော့သူကိုကြမ်းမာစေတော့အရှင်ဖြစ်တယ်နာမှာတော့ကိုချီးမွန်တယ်ကိုယ်တော်ဖျားမကြမ်းမာတော့ကိုရဲတားသမီးများရှိပါကလည်း ကိုတော်ဘုရားသူတို့ထီတော်နေရာတိုင်းမှာကိုတော်ဘုရားကြာမာတော်ခွန်ပြည့်စင်ပေးပါကိုရဲတကူတော့စီးစင်းစေပြီးခါမှာကိုရဲဘုံတော်ထင်ရှားဖို့ဖြစ်စေတော်မူပါဆင်းရဲဒုက္ခကြုံတွေ့နေတော့သူများဖြစ်ပါကလည်းကိုတော်ဘုရားဆက်လက်ပြီးသူတို့ပြတနာပေါင်းမြောက်များစွာဆင်းရဲဒုက္ခချင်းမြောက်များစွာနဲ့ကိုတော်ဘုရားလမ်းပြသွန်သင်ပေးတော်မူပါဤပြတနာမြတ်ကိုကောင်းမွန်စွာဖြည့်ရှင်ပြီးခါမှာကိုတော်ဟာအသက်ရှင်တော်ဘုရားဖြစ်ကြောင်းအရာအားလုံးကိုတတ်နိုင်တော်ဘုရားဖြစ်ကြောင်းကိုကိုတော်ဘုရားလမ်းပြသွန်သင်ပေးတော်မူပါ ဆောလမုန်ကိုဉာဏ်ပညာပေးတဲ့ကဲ့သို့ကိုတော့ဗျာပြဿနာများဒုက္ခဆင်းရဲမြတ်ကိုဖြေရှင်းနိုင်သောဉာဏ်ပညာကိုလည်းကိုတော့ဗျာမဆာပေးနေဖြစ်တော့ကြောင်းနဲ့နာမှာတော့ကိုချီးမော်တယ်ကိုတော့ဗျာဒီနေ့မှာတာသမီတို့ဆူတောင်းတဲ့အရာတစ်ခုစီတိုင်းဟာကိုတဲ့ဘုံတော်ထင်ရှားဖို့ဖြစ်စေတော်မူပါအေမာနွေလဖျားဆိုတာသမီတို့အတူပါရှိတဲ့အတွက်ကြောင်းနဲ့နာမှာတော့ကိုချီးမော်တယ်ဒီနေ့တာသမီတို့အစီအစဉ်အားလုံးနဲ့ဒီကနေ့တာသမီဆူတောင်းတဲ့အရာအားလုံးကိုတဲ့ဘုံတော်ထင်ရှားဖို့ဖြစ်ပါမိကြောင်း ခုနသာသမီဟာလက်မြောက်ချင်းများကြုံတွေ့ရပါမည်အကြောင်းမကျမ်းမချင်းနဲ့ကျမ်းမချင်းများခံစားရပါမည်အကြောင်းပြန်လည်၍တက်သေးခံနိုင်တော့ခွန်ကိုတော့ပြင်ဆင်ပေးပါမည်အကြောင်းကိုတော့လက်ဝဲတို့ဆူတောင်းစကန်နိုင်ကြပါ၏ဖရာသခင်အာမင်ဆိုတော့ကျွန်တော်ဒီစီစဉ်ကိုကြည့်ရှုပေးနေတဲ့ဖရာရဲ့သာသမီအားလုံးပေါ်မှာခရစ်စမတ်နဲ့ဆက်ဆိုင်တဲ့ကောင်းကြီးမင်္ဂလာအပြပြတက်ရောက်ပါစေလို့ကျွန်တော်ဒီရနဲ့ကောင်းကြီးမင်္ဂလာ ပေးရပါတယ်အားလုံးပေါ်မှာဖြားရှင်ဆက်လက်ကောင်းချီးပေးပါစေအာမင်